ပရာဟိတလုံးမှကောင်းစားလာတယ်လို့ထင်နေတဲ့သူတွေကိုပိုင်ဆိုင်မှုတွေကိုထုတ်ကြားလိုက်တဲ့လိုင်တရာအကိုကြီးလိုင်တရာအကိုကြီးကတော့ပရာဟိတလုံးငန်းကိုထိထိရောက်ရောက်လုံနိုင်တာကြောင့်လက်တလုံးမှာယုံကြည်မှုရကနမီကြီးလာခဲ့တာပါတကယ်ခက်ခဲချိုးရတဲ့နေရာတဲ့သူတွေနေရာကိုသွားကလိုင်တရာကိုကြီးကလိုက်လူပေးတာကြောင့်အလူရှင်ကလည်းများလာခဲ့ပါတယ်အလူရှင်တွေများလာသလိုလိုင်တရာကိုကြီးလက်ထဲမှာအလူငွေတွေကလည်းများလာပါတယ် ဒါအပြင်လိုင်တာယာကိုကြီးရဲ့လေဘင်းမှာရွှေဆွဲကြိုးကြီးကြီးဝတ်ဆင်လာတာကိုပရိသတ်တွေသတိထားမိနေတာပါ။ရွှေဆွဲကြိုးကြီးဟာဒါမန်ထပ်ပိုကြီးနေတာကြောင့်လူချို့ဟာတန်တဲ့ဝင်နေတာပါ။လိုင်တာယာဘဲကြီးကတော့ဗရာဟိတအလုံးလုံးရင်းနဲ့ပူနေပြီဆိုပြီးတော့ပြောဆိုနေကြတာပါ။ဗရာဟိတသမားတယောက်အနေနဲ့အခုလိုဆွဆွဲခံရတာက ပုံမှန်အရာတစ်ခုလိုတောင်မှဖြစ်လာပါပြီ။လိုင်တာယာကိုကြီးကတော့ဗရာဟိတအလုံးရဲ့အမွေတွေကြောင့်မလို့ချမ်းသာလာတယ်လို့ထင်နေကြတဲ့သူတွေကသူ့ရဲ့နောက်ကြောင်းကိုမသိသေးလို့ဆိုပြီးတော့ ထုတ်ပြန်လာခဲ့ပါတယ်။လိုင်းတာယာကူကြီးဟာဗရာဟိတ လုံးလုံးမသာရှေ့ရဲလဲနဲ့ဖြစ်လာတာမဟုတ်ပါဘူး။လွန်ခဲ့တဲ့၈နှစ်လောက်ကတည်းကသူ့ကိုတီးတဲ့သူဆိုရင်တော့သူချမ်းသာတာကိုသိကြပါတယ်။ချမ်းသာတာသိအောင်လဲလိုင်းတာယာကူကြီးကတမင်လှုပ်ထားတာဖြစ်ပါတယ်။လိုင်းတာယာကူကြီးကရှေ့ဝေရတာကိုအယမ်းကြိုက်ပါတယ်။ဒါကြောင့်မို့လို့လဲပိုက်ဆက်ရှိပြီဆိုရင်ရွှေတာဝတ်တာပါအရင်တည်းကလှုပ်လှုပ်ပြီးတော့ပိုက်ဆက်ရှိတဲ့အဆင့်တစ်ခုမှရှိနေခဲ့တာဖြစ်ပါတယ် ရွှေဆိုရင်လဲသေးသေးမိမိလေးတွေဝေးရတာမကြိုက်တဲ့အတွက်ဆယ်ရှစ်သားလောက်ရှိတဲ့ဆွဲကြိုးကိုတာဝတ်တာပါဆယ်ရှစ်ကျသားလောက်ရှိတဲ့ဆွဲကြိုးကိုဝေးရတဲ့အကြောင်းရင်းကလည်းလူတွေအမြင်မှာထင်ကျင်တာကြောင့်ပါလူတွေအမြင်ကလည်းလိုင်းတရာကိုကြီးကပေါ်ကြိုက်လေဖြစ်ပါတယ်ဒါကြောင့်မလို့လဲဆယ်ရှစ်ကျသားဆွဲကြိုးကြီးကိုဝတ်ကာကြွားခဲ့တာဖြစ်ပါတယ်ဒါအပြင်လိုင်းတရာကိုကြီးဟာတတိယဆန်ကယ်တွေကိုစီးရတာကြိုက်ပါတယ်ဆန်ကယ်ဘီးကြီးတွေတစီပြီးတစီစီးကလူတွေကြားမှာထင်ပေါ်အောင်နေကျင်တာပါ လိုင်းတရာဇိုးကြီးဖြစ်ချက်တန်းခဲ့ပြီးမှသာပရဟိတလုပ်ကိုစလုပ်ခဲ့တာပါအခုချိန်မှာလူများကသူ့ကိုချမ်းသာနေတယ်လို့ထင်နေကြပေမဲ့တကယ်တမ်းမှာတော့ပို့ပြီးတော့အခက်ခဲဖြစ်သွားခဲ့တာပါရှေရီဆိုရင်လည်းအရင်ကထပ်ပို့ပြီးတော့ဘားသွားခဲ့ပါတယ်ပရဟိတလုပ်တဲ့အချိန်မှာသူတွေကပိုက်ဆံရတယ်ထင်နေပေမဲ့တကယ်တမ်းမှာတော့လိုင်းတရာကိုကြီးကပြန်ဆိုင်နေရတာပါအလူရှင်တွေငွေမလွှဲတာဆိုရင်လေသူပဲဆက်ရတာပါဒါအကျင့်တည်းရဲ့မှာဒုက္ခရောက်လို့အကူညီလာတောင်းတာကအယောက်တရာလောက်ရှိပါတယ် တယောက်တရာအတွက်လိုင်းတရာကိုကြီးဟာအလူရှင်ရှာပေးရပါတယ်။ဒါပြင်ချို့အတွက်ဆိုရင်တော့သူ့ကိုယ်တိုင်စိုက်ပေးရပါတယ်။အယောက်တရာလောက်အဆင်ပြေအောင်တော့သူ့အနေနဲ့လုံးမပေးနိုင်ပါဘူး။လူရွေးပြီးတော့လုံးပေးရတဲ့အပေါ်အချို့ခက်ခဲသူတွေကမကျေနပ်ကြပါဘူး။ဒါကြောင့်မို့လို့မကောင်းသွေးတွေလွင်ကအခုလိုအကျစ်တင်ကြတာဖြစ်ပါတယ်။ခက်ခဲတဲ့အချိန်မှာဖြစ်လာတဲ့စိတ်ထွက်ပေါက်ဆိုပြီးတော့လိုင်းတရာကိုကြီးကတော့နားလည်ပေးထားရပါတယ်။လိုင်းတရာကိုကြီးကတော့ ပရဟိတလုတ်ကိုကုတိုရအောင်လုပ်တဲ့အတွက်အကုတိုမချစ်အောင်ရည်တည်ပြီးဘာမှမလုပ်ပြန်ပါဘူး။လိုင်းတရားကိုကြီးကြောင်အစဉ်ပြေသွားတဲ့သူတွေလည်းအများကြီးရှိလာပါပြီ။နောက်လဲပဲရင်ကလေးကပိုက်ဆံရှိပြီးဒါမလို့ပရဟိတငွေကိုမတ်မောတဲ့လိုင်းတရားအကိုကြီးပေါ်မှာအမြင်လေးတွေနဲ့ချီးကျူးပေးခဲ့ကြပါဦးရှင်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေအမှုပညာရှင်တွေရဲ့တရင်နဲ့အတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးချလေးကိုစောင့်မျှော်ကြီးစုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်။ အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလဲကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ page ကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါရစေနော်ဒီနေ့တော့လောက်နဲ့ပဲနှုတ်ဆက်ခဲ့ချင်ပါတယ်ရှင်